်ပြောချင်တာကဒီလိမ့်မိုင်းဆိုင်ရာအကျန်းဖက်တဲ့သူတွေကိုအခုကျူးလွန်တဲ့သူတွေကတော်တော်များများကဒါလွတ်မြောက်ခွင့်ရနေတယ်ဒါမှမဟုတ်ဘူးဆိုရင်ပြပြိုးကဒီတရားစီရင်ခံနေရတာမမြင်ရဘူးပေါ့နော်အဲ့ဒီအပေါ်မှာလည်းလည်းထပ်ပြီးတော့ပြောချင်တာကတရားမျှတမှုကိုတရားမျှတမှုမရောက်ဘူးဆိုရင်လူ့ခွဲစည်းဆိုတာလူ့ခွဲစည်းတစ်ခုမှာ ဥပဒေတစ်ခုမှာဖြစ်နေတဲ့ပြဿနာတွေပေါ့နော်ပြဿနာတွေကိုထိန်းချုပ်ဖို့အတွက်ဆိုရင်အရင်ဆုံးတော့တရားမျှတမှုရှိတဲ့လူမှုဖွဲ့စည်းဖြစ်အောင်ပြဖို့လိုတယ်အဲ့လိုမျိုးပြတဲ့အချိန်မှာအချိန်တွေနှစ်ခုနဲ့ပြလို့ရတာပေါ့နော်တစ်ခုကဘာလဲဆိုတော့လူဖွဲ့စည်းကိုယ်တိုင်ကလက်မခံတာဒုတိယတစ်ခုကအုပ်ချုပ်တဲ့သူတွေကလက်မခံတာပေါ့နော်ဆိုတော့ဒီနိုင်ငံရေးကိုတာဝန်ခံထားတဲ့သူတွေကလက်မခံတာဆိုတော့နိုင်ငံရေးကိုတာဝန်ခံထားတဲ့သူတွေကကျူးလွန်တဲ့သူတွေအပြစ်ထိုက်အထိုက်တဲ့အပြစ်ထိုက်တန်တဲ့အပြစ်ကို မဖြစ်မနေရအောင်တို့အနေနဲ့မရရရနေကြိုးစားရမယ်စင်ကြယ်တွေမလိုဘူးပေါ့နော်ဆိုတော့အဲကျွန်တော်တော်လန်ရေးမှာဆိုကျွန်တော်စင်ကြယ်တွေအများများတယ်ကျွန်တော်စင်ကြယ်တွေမလိုဘူးလုံရင်လုံလို့ရတယ်ဒါပေမဲ့မလုံဘူးဆိုရင်လည်းမလုံလို့ရတဲ့နည်းလမ်းတွေအများကြီးရှိတယ်ဒုတိယတစ်ခုကဘာလဲဆိုတော့ခုနကပြောလူပတ်စီကကျွန်တော်တို့ဒီလက်ရှိမှာတော့ပထမတစ်ချက်ကတော့တော်တော်လေးကိုစင်ကြယ်များတဲ့ခါကျတော့ဒုတိယတစ်ခုကိုကျွန်တော်တို့ပုံပြအားဆိုင်လို့ရတယ်ပေါ့ဒုတိယတစ်ခုကဘာလဲဆိုတော့လူပတ်စီကဒီလိုလူမျိုးကိုချိန်မယ်ချိန်မို့လို့တယ်မျိုးသမီးတွေအပေါ်မှာလိမ်မိုက်ဆိုင်ရာချမ်းဖက်တဲ့ခါကျရင်အဲ့ဒီချမ်းဖက်တဲ့သူကိုကျွန်တော်တို့မျိုးသမီးရပဲချိန်ကြတာဒါပေမဲ့သူ့ရဲ့ အမျိုးသားဒီအုပ်စုတူတဲ့အမျိုးသားတွေဒါမှမဟုတ်ဘူးဆိုတငယ်ချင်းတွေမိသားစုကမကျင်ဘူးမကျင်တဲ့ခါကျတော့သူ့မှာတက်ရှူပေါင်းရနာပါတော့သူ့အတွက် oasis ရှိတယ် oasis ရှိတဲ့ခါကျဒီလူတယောက်ဘရောင်းမှမပြုတ်ပြင်းမပြောင်းတဲ့ဘူးအဲ့ကျွန်တော်တို့တွေကလူကောင်းတွေနဲ့လူကောင်းတွေအများရတဲ့လူဖွဲ့စည်းမှားရမှန်မှန်သိတဲ့လူဖွဲ့စည်းဖွင့်ချင်တယ်ဆိုရင်ကျွန်တော်တို့တွေကိုယ်တိုင်ကဒီလူဒီမှားသွားတဲ့လူပေါ့နော်ဆိုတော့အเจ้าမျိုးမျိုးကြောင့်မှားသွားတဲ့လူကိုအမှားပြင်ဆင်ဖို့ပြုပြင်ပြောင်းလဲဖို့အတွက်အခွင့်အရေးကိုရှာပေးဖို့လိုတယ် ဆိုတော့ကျင့်နေဆိုတာသူ့ကိုခွင့်လန်းပေးတာပဲပေါ့နော်ဆိုတော့သူ့ကိုပြုပြင်ပြောင်းလဲမှုလုပ်ဖို့အတွက်ခွင့်လန်းပေးတာဆိုတော့ဒါကြီးကို positive way နဲ့မြင်ဖို့လိုတယ်ဒီချိန်တည်းမှာမမားရင်မားတာကိုပြုပြင်ရမယ်ဆိုတော့အတိဝင်သွားတဲ့ချိန်မှာအမားတွေနေသွားလိမ့်မယ်လူပွဲစီကလည်းပိုပြီးတော့ healthy ဖြစ်မယ်ပေါ့နော်အချင်းချင်းတိုင်းမှာအမြင်ဆောင်တဲ့လူပွဲစီမဟုတ်တော့ဘူးအတွင်းပြိုရင်လည်းလူပွဲစီမဖြစ်တော့ဘူးလို့မြင်ပါတယ် အခုနောက်ဆက်လိုက်ရတာတော့တော်လန်ရင်းနဲ့နိုင်ငံရင်းနဲ့ပဲ့တွင်အမျိုးသမီးများရဲ့အခမ်းကဏ္ဍဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ Politics for Women မြန်မာကမက်လီလီယန်နဲ့ Cobra စစ်ကြောင်းကမမိုးဇက်တို့ရဲ့ဆွေးနွေးချက်တွေဖြစ်ပါရရှင်။နောက်ပတ်ဒီမှာလည်းရှီရန်ကျင်းဝတ်တီကြောင်းဆက်လက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်တဲ့အတွက်နောက်ဆက်ပြေးကြပါအောင်ရှင်။တော်လန်ပြည်သူတွေအားလုံးလုံးချမ်းသာကြပါစေ။စိတ်ရည်သက်သာနိုင်ကြပါရှင်။